ုင်မြို့နယ်မှာအငှားရင်တစီကကြော်တက်မောင်းနေတာကိုမကျေနပ်တာကြောင့်အငှားရင်ကိုဖျက်ဆီးပြီးရင်မောင်းတဲ့ခရီးသည်တဦးကိုပါရိုက်နှက်ခဲ့တဲ့ပြိုင်ကားငါးစီးကကျူးလွန်သူ၅ဦးနဲ့ကျန်ရှိနေသေးတဲ့ပြိုင်ကားနှစ်စီးကို၎င်းတို့ရဲ့မိဘတွေကဖေဖော်ဝါရီလ25ရက်နေ့ကလှိုင်မြို့မှာရဲစခန်းမှာလာရောက်အနှံသွားပါတယ်။အဆိုပါဖြစ်စဉ်မှာကျူးလွန်ခဲ့သူတွေဖြစ်တဲ့မယန်းကုန်းမြို့နယ်နှစ်ရက်ကွာမှာနေထိုင်တဲ့ကိုကိုနိုင်နဲ့ကိုထက်ခေါ်ဇာနီခေါ်ဇာနီထက်ဝေလှိုင်မြို့နယ်နှစ်ရက်ကွာမှာနေထိုင်တဲ့ဝင်းရန်လင်း တောင်ကလာပါမြို့နယ်၃ရက်ကွာမှနေထိုင်တဲ့ထက်အောင်လူနယ်တောင်ကလာပါမြို့နယ်၅ရက်ကွာမှနေထိုင်တဲ့ကောင်းစီသူတို့၅ဦးကိုမိဘအုပ်ထင်းသူတွေကလာရောက်အနှံခဲ့ရဖြစ်ပါတယ်။ဒါအပြင်ပြိုင်ကား၅စီးအနက်ကြန့်ရှိနေသေးတဲ့ပြိုင်ကား၂စီးကိုလည်းလာရောက်အနှံခဲ့ရဖြစ်ပါတယ်။အဆိုပါဖြစ်စဉ်ဖြစ်ပွားစဉ်မှာမောင်းနှင်ခဲ့တဲ့ပြိုင်ကားတွေအနက် Nissan Fair Lady အဖြူရောင်ယာဉ်ကို February 19ရက်နေ့မနက်ပိုင်းကတော်ဝင်အရာမှာတွေ့ရှိသိမ်းဆည်းခဲ့ပြီး February 22ရက်နေ့နဲ့22ရက်နေ့တို့မှာ ကိုထက်ခေါ်ဇာနီခေါ်ဇာနီထက်ဝေမောင်းနှင်တဲ့အဖြူရောင်ပြိုင်ကားနဲ့ဝေရလင်းမောင်းနှင်ခဲ့တဲ့ခဲပုတ်ရောင်ပြိုင်ကားတို့ကို၎င်းတို့ရဲ့မိဘတွေကလှိုင်းမျိုးမရဲစခန်းကိုလာရောက်အနှံခဲ့ပါတယ်။ကြံရှိတဲ့ထက်အောင်လူမောင်းနှင်ခဲ့တဲ့အနှက်ရောင်ရှင်နဲ့ကောင်းစီသူမောင်းနှင်ခဲ့တဲ့ခဲပုတ်ရောင်ပြိုင်ကားနှစ်စီကိုတော့ဖေဖော်ဝါရီလ25ရက်နေ့က၎င်းတို့ရဲ့မိဘတွေကပဲလှိုင်းမျိုးမရဲစခန်းကိုလာရောက်အနှံခဲ့တာဖြစ်ပါတယ်။ဖေဖော်ဝါရီလ16ရက်နေ့မနက်တနားရီခန်းကအငှားရှင်မောင်းတက်စင်ဝင်းဟာ စူပါရိုဗင်အငှားရင်နဲ့ခရီးသည်အမျိုးသားသုံးဦးကိုတင်ဆောင်ကမင်္ဂလာရုံမြို့နယ်ကနေလာတာမြို့နယ်ကိုပို့ဆောင်ဖို့ပြည်လန်းအတိုင်းမောင်းနေလာစဉ်ခုနှစ်မိုင်ကားမှတ်တိုင်အရောက်ရာဘက်ပလက်ဖောင်းဘေးမှာရပ်ထားတဲ့ Honda Civic ယင်ကို ကြော်တက်မောင်းနေလာခဲ့ရာကအစပြုပြီးပြိုင်ကား၅စီးနဲ့ဝိုင်းရံပိတ်ဆို့ရိုက်နှက်ခံခဲ့ရတာဖြစ်ပါတယ်ဒီလိုရိုက်နှက်ခံရမှုကြောင့်အငှားရင်မောင်းနဲ့ခရီးသည်တဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်အငှားရင်ရဲ့မှန်ချက်နဲ့တကားချို့လည်းပျက်စီးခဲ့ပါတယ် ဒါကြောင့်အဆိုပါဖြစ်စဉ်ကိုလှိုင်မျိုးမရဲစခန်းကပါ80နှစ်မြင်းဆောင်2014ပုံမှ440မြင်းဆောင်420ခုမြင်းဆောင်325မြင်းဆောင်114တို့နဲ့အမှုဖွင့်ထားတယ်လို့သိရပါဗျ။